ငလေကိုခူလုံးလုပ်ပြီးစစ်ပြင်းစင်နေတဲ့မင်းအောင်လှိုင်ဟုတ်တယ်ဒါစစ်ကောင်စီပေါ့နော်မင်းအောင်လှိုင်ဥဆောင်တဲ့စစ်ကောင်စီကဒီငလေကိုအကြောင်းပြုပြီးတော့စစ်ပြင်းစင်နေတဲ့ဆိုတဲ့ဟာတွေကျွန်တော်တို့သိရတဲ့ဟာတွေလည်းရှိတယ်အပြီးတော့ဒါသူကပဲအတန်ကောင်းဟစ်ပြီးတော့ပြောထားတာရှိတယ်အဲ့ဒါပါလဲဆိုတော့ဇော်မဲလုံးပြောထားတာပေါ့နော်အပြစ်ရထားရတယ်ဆိုပေမဲ့ပေါ့နော်ဒါ KIA ရဲ့ TNLA ရဲ့ KNBB ရဲ့ KNU ရဲ့ PDF ရဲ့ဒီတပ်ဖွဲ့တွေကပေါ့နော်သူစစ်တပ်ကိုဝိုင်းပြီးတော့တိုက်ခိုက်နေတယ်ဆိုပြီးတော့အာဇော်မဲလုံးကထွက်ပြောထားတယ်ဇော်မဲလိန်ပေါ့နော်ထွက်ပြောထားတဲ့ ် KIA ဆိုရင်ဒါစက21ဒါဗမောပေါ့နော်အဲအဲ့နေရာရဲ့ပြီးတော့ကျတော့ဒါဗမောတက်ကတော်ရဲ့စားရနေရာတွေမှာလာပြီးတော့ဒါစေချောင်းတို့တိုက်ခိုက်တယ်ဆိုပြီးတော့ပြောထားတာရှိတယ်အဲပြီးတော့ TNL ဆိုရင်လည်းနောင်ချိုတောင်ခမ်းမှာရှိရဲအဲစကားစားစကန်တွေကိုလာတိုက်တယ်ဆိုပြီးပြောထားတယ်။ KMPP ကလည်းဖားဆောင်မှာရှိတဲ့ဌာနချုပ်ကိုလာတိုက်တယ်ဆိုပြီးပြောထားတယ်။အဲပြီးတော့ AR လည်း AR တိုင်းဘက်ကစကားစားတွေကိုလာပစ်တယ်ဆိုပြီးပြောတယ်။ပြီးတော့ KNL KNU ပေါ့နော်။အဲဒီတပ်ဖွဲ့ဆိုရင်လည်းဒါ Grindy စကန်ကိုလာပစ်တယ်ဆိုပြီးပြောတယ်။နောက်နောက်တစ်ခုကတော့ BDF အဗီဒီယားကလည်းတာမကွေးတိုင်းစင်ပြူကျွန်းမြို့နယ်ထဲမှာစခန်းတစ်ခုကို drone နဲ့၅ချိန်လာပြီးတော့ဒါ drone ဘုံချပြီးတိုက်ခိုက်တယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဒီဥစ္စာနည်းနည်းရေးကြည့်တယ်ဘာဖြစ်လို့လဲဆိုတော့သူအခုလိုမျိုးထုတ်ပြောတယ်ဆိုတာကသူတို့သာလျင်မှန်တယ်သူတို့ကတော့အပြစ်ရထားတယ်ဒါပေမဲ့ဒီတော်လိုင်းတက်ဖွဲ့တွေကသူတို့ကိုလာတိုက်တယ်အဲတော့ကျတော့သူတို့ရဲ့အလုံးမဟုတ်ဘူးပေါ့နော်သူတို့ပြန်လုံမယ်ဆိုတဲ့အချိန်မှာသူတို့ရဲ့အလုံးမဟုတ်ဘူးဆိုပြီးတော့ပြောကျင်တဲ့ပုံစံမျိုးပေါ့နော်အဓိကတော့ဒီအပြစ်ခတ်ရက်စဲတယ်ဆိုတဲ့ဟာကိုသူတို့ကဖျက်ချင်တယ် အဲဖြတ်ချင်တော့ကြတော့ PDF တွေတော်လိုင်းတက်ဖွဲ့တွေကိုအကြောင်းရှိအကြောင်းရှာတယ်တကယ်တကယ်တည်းမြေပြင်မှာဘယ်သူကပဲအပြစ်မရက်တာလဲဆိုတော့အားလုံးသိပြီးသားပေါ့နော်ဒါ GIU ဆိုလဲသူတို့ပစ်ဒါပစ်ခတ်တက်ခိုက်တာမျိုးတွေလုပ်တယ်လေချောင်းပုံကျက်ရတော့မျိုးတွေလုပ်တယ်အဲ GIU မှမဟုတ်ဘူးအခြားနေရာတော်တော်များများမကွေးဘက်မှာပဲကြီးကြီးပေါ့နော်အဲစင်ကူးလက်ပတ်လာပေါ့နော်အဲဒီဘက်တွေမှာဆိုရင်လဲဒါငယ်လင်းလှုပ်နေတဲ့အချိန်မှာတော့မှပဲပုံကျက်တက်ခိုက်တာမျိုးတွေလုပ်တယ်ညဘက်တွေမီးရှို့လို့ဒါပြည်သူတွေဒုက္ခရောက်ပြီးတော့ထွက်ပြေးတင်းရှောင်ရတဲ့အဖြစ်တွေရှိခဲ့တယ် အဲ့တော့သူတို့ကြီးကပဲဒါလုလုခဲ့တာပေါ့နော်တိုက်ခိုက်ခဲ့တာဖြစ်တယ်အဲ့ဒါအောင်မှပဲသူကအတန်ကောင်းဟစ်ပြီးတော့ဒလိန်တက်ဖွဲ့တွေကဒီလိုလာလှုပ်ပါတယ်ပေါ့နော်အဲ့သူတို့ကဒါနဲ့ပတ်သက်လို့တုံ့ပြန်မှုရှိပါတယ်ဆိုပြီးတော့လှုပ်တာတမင်ဒါသူတို့လှုပ်ချင်တဲ့ပုံစံမျိုးကိုဖော်ညွှန်းနေတာပေါ့နော်အဲ့တော့အဲ့ဥစ္စာနဲ့ပတ်သက်လို့လည်းဒါကြောင့်ဒလိန်တက်ဖွဲ့တွေဘက်ကပြန်ပြီးတော့ပေါ့နော်အဲခုနလိုသူတို့လိုအတန်ထုတ်တင်တယ်ဒါသူကနိုင်ငံတကာရဲ့အမြင်ကို အဲခုနလိုပေါ့နော်ကျွန်တော်တို့တက်လိုင်းတက်ဖွဲ့တွေကအချမ်းဖက်ပါဆိုရဲပုံစံမျိုးနဲ့သူကချပြခြင်းလားအဲတကယ်တကယ်တမ်းဘသူကရုံမာနေလဲဆိုရဲဟာကိုတက်တီတက်ကာရနေအဲတက်လိုင်းတက်ဖွဲ့တွေကပြန်ပြီးတော့ထုတ်ပြန်တာမျိုးတွေကျွန်တော်ကတော့လှုပ်ရှားခြင်းနဲ့ဒါမှသာဘယ်ကောင်ကလူရုံမာလဲဆိုရဲဟာကိုကြိုပြီးတော့တိမှာပေါ့နော်နောက်တစ်ခုကအဲသူတို့ဘလောက်ရုံမာလဲဆိုရဲဟာပေါ်လွင်ပါလဲဒီအပြစ်ရက်တယ်ဆိုရဲဟာကဒီကောင်မပြောခင်ကနေကကျွန်တော်တို့ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကအသီးသီးပေါ့နော်အဲအပြစ်ရက်တယ်ဆိုရဲပုံစံမျိုးလှုပ်ခဲ့တာပေါ့နော်ဒါအောင်မှပဲဒါစစ်ကောင်စီက အဲနောက်မှလိုက်လိုက်ပြောတဲ့ပုံစံမျိုးပါဗျာအဲဒါတော့မှပဲသူတို့တကယ်အပြည့်ရက်ခဲ့တာမဟုတ်ဘူးအဲအကြောင်းမလို့လဲဒါ KIO ဒါပြောခွင့်ရဘူမွေးနော်ဘူကပြောခဲ့တယ်ဗောနော်ဒီကောင်းနေစီးမရှိကမ်းမရှိလုံနေတာလည်းရှိတယ်တိုက်ရှင်သလိုတိုက်လုံရှင်သလိုလုံနေတာဗောနော်အဲပြောကြသူတို့ကသာဒါသဘောတူညီမှုမပြုဘဲနဲ့ပြစ်ခတ်ရစဲတာကြီးလုပ်တယ်ဒါပေမဲ့အဲဥစ္စာကိုပဲသူတို့ပြန်ပြီးတော့ချိုးဖောက်တယ်ဗောနော်အဲဒီဗမော်ဘက်မှာဆိုလဲဒါသူတို့တွေတိုက်ပွဲတွေလုပ်တယ်ပြောကြတော့ဝိုင်းမော်ဘက်မှာဆိုရင်လဲဒါစစ်ကြောင်းတွေထိုးပြီးတော့တိုက်ခိုက်မှုတွေလုပ်တယ် င်းတော်ဘက်မှာဆိုရင်လည်းဒါတိုက်ခိုက်မှုတွေရှိတယ်ပေါ့နော်။အဲဒါကြောင့်အဲ့လိုမျိုးဒါကရင်ဘတ်ချမ်းမာကိုပဲ၃နေရာလောက်လှုပ်ခဲ့တာဖြစ်တဲ့အတွက်ပေါ့နော်။ဒီစီမင်းစီကံထုတ်ပြန်ချက်ကိုသူတို့ကိုယ်တိုင်ထုတ်ပြန်ပြီးသူတို့ကိုယ်တိုင်ချိုးဖောက်နေတယ်ဆိုတဲ့အကြောင်းကိုဗိုလ်မှူးနော်ဘူးကပြောထားတယ်ပေါ့နော်။ဒီလိုပဲဒါဧပြီလ၃ရက်နေ့မှာလည်း DNL ကဒါတောင်ခမ်းနဲ့ပတ်သက်လို့ပေါ့နော်။နောင်ချိုဘက်နဲ့ပတ်သက်လို့အာဒီဒီကောင်းနေဂရိမတီပဲနဲ့ဒါတိုက်ခိုက်ခဲ့တဲ့ဖြစ်ရည်တွေနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်ခဲ့တာလည်းရှိတယ်ပေါ့။ ဒါပေမဲ့အဲ့ဒီလိုမျိုးဒါသူတို့ကိုစစ်တပ်ကိုပေါ့နော်အဲစစ်တပ်ကိုဝိုင်းပြီးတော့တိုက်ခိုက်နေပါလေဆိုပြီးတော့ပြောတဲ့အဖွဲ့တွေထဲမှာ PDF ဆိုပြီးပါလာတာတော့ကျွန်တော်ကတော့သဘောကျတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ PDF တပ်ဖွဲ့တွေကိုရှေ့မှာကနေကသူကလုံးဝအရာသွင်းကျင်တဲ့ပုံစံမျိုးမရှိဘူးဘယ်တော့ဖြစ်ဖြစ်ပေါ့နော်ဒီ PDF တပ်ဖွဲ့ဆိုတဲ့ PDF ဆိုတဲ့စကားလုံးကိုထည့်မှပြောဘူးအဲပြောရမယ်ဆိုရင်သူတို့အတွက်ဒီ PDF တပ်ဖွဲ့တွေကဘောင်းဝင်မှုလို့သူကယူဆထားတာပေါ့နော်ဒါပေမဲ့အခုလိုမျိုးထုတ်ပြီးတော့ပြောလာရတာအခုနောက်ပိုင်းဆိုခက်စိတ်စိတ်ဖြစ်လာပြီပေါ့နော် ်ပီဒီအက်တပ်ဖွဲ့တွေအားစလက်နက်ဖြုတ်သိမ်းပြီးတော့ဆွေးနွေးဖို့ဖာဖို့ညာဖို့အဲအဲလက်နက်ဆွတ်လုပ်ဖို့ဒါရုပ်ပုံစံမျိုးတွေရှေ့မှာပြောခဲ့တာရှိသလိုအခုတစ်ခေါက်မှာလည်းပီဒီအက်တပ်ဖွဲ့တွေကသူတို့ကိုတိုက်ခိုက်ပါတယ်ဆိုပြီးတော့ပြောလာဒါကတဖက်ကပြန်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေဒါ PDF တပ်ဖွဲ့တွေအင်အားကြီးလာတယ်သူတို့ထည့်ပြီးစဉ်းစားရတော့မဲ့တပ်ဖွဲ့တစ်ခုဖြစ်လာတယ်ဆိုတဲ့ပုံစံမျိုးကိုလည်းမြင်ရတယ်ဒါကလည်းတကယ်အားရစရာကောင်းတယ်နောက်တစ်ခုကတော့အကြမ်းဖက်အဖြစ်ပုံဖော်ခံရနိုင်တယ်ဗောနော်အဲကြတော့လုတ်တဲ့ဂိုင်တဲ့အခါတွေမှာကျွန်တော်တို့ဒါလုံးဝ လိမ္မာဘာနက်ဆာနဲ့လောက်ဆောင်တက်ကြဖို့အရန်ရည်ကြီးလာတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီတက်ဖွဲ့ကြီးကိုအစားသူထည့်ပြီးတော့ပြောလာရပြီ။သူစဉ်းစားလာရပြီ။သူကောင်းနဲ့ထည့်လာရပြီပေါ့နော်။ဒါကလည်းကျွန်တော်တို့လိုင်းတက်ဖွဲ့တွေဘက်ကကြည့်မယ်ဆိုရင်ကောင်းတဲ့အချက်တခုဖြစ်တယ်ပေါ့နော်။နောက်တစ်ခုကကျွန်တော်ခုနပြောတဲ့ဒါငလင်ကိုအကြောင်းပြုပြီးတော့ဒါတို့စစ်အင်အားဖြစ်တင်တာတွေစစ်ပြင်စင်တာမျိုးတွေတို့လောက်ဆောင်လာနေတယ်။အဲ့ဒါကကျွန်တော်သိရတဲ့သတင်းတွေလည်းရှိတယ်ပေါ့နော်။ဟုတ်နမခနမခမုံရွာပေါ့နော်။မုံရွာကအခုလက်ရှိအချိန်ညဆိုရင်ဒါစစ်ကောင်စီအတွက်တော်တော်လေးအရေးပါနေတဲ့ တိုင်းစစ်ဌာနချုပ်ရှိရာနေမြေတစ်ခုဖြစ်တယ်ပေါ့နော်ဘေးမှာဆိုလဲဒါပခုတ်ကူရေစကြိုးချောင်းဦးပလဲရင်းမပင်ပင်ရွှေဘူအရာတော်ဘူးတလင်စတဲ့အရေးပါတဲ့နေရာတွေပေါ့နော်အဲဒီမကွေးတဲမှာပဲဖြစ်ဖြစ်ပေါ့နော်ကြည့်လိုက်မယ်ဆိုရင်အညာဘက်မှာအရေးပါတဲ့နေရာတော်တော်များများပက်လဲဝိုင်းထားတဲ့ဒါတိုင်းစစ်ဌာနချုပ်ရှိရာနေမြေတစ်ခုဖြစ်တယ်အဲပြီးတော့အဲဒီမှာဆိုလဲဒါအားလုံးသိထားပြီးသားအတိုင်းပဲပေါ့နော်အဲစစ်တုံပန်းဘုံမှုချုပ်ဥဆောင်နေတဲ့တမထဏာချုပ်ဖြစ်တယ်အဲတော့ကြာရှေ့ပိုင်းကာလာတလျှောက်လုံးမှာကျွန်တော်ဒေါ်လိုင်းတက်ဖွဲ့ရဖိဖိစီစီနဲ့တိုက်ခိုက်နိုင်ခဲ့တဲ့ အဲဒါဖြစ်စဉ်တွေလည်းရှိရပါတော့ဒီတိုင်းစစ်ဌာနချုပ်တဲဟုတ်ပဲဒါ short ride တုံးနေနဲ့ဒါခုနလိုပေါ့နော်တရားခွန်မမကြီးနဲ့သွားပြီးတော့ပြစ်ခတ်တာတွေ rocket တွေနဲ့အလုံး10နဲ့ချီပြီးတော့သွားပြီးပြစ်ခတ်တာမျိုးတွေဒါမျိုးတွေလည်းလုံနိုင်ခဲ့တဲ့နေရာတစ်ခုဖြစ်သလိုဒီနေရာကိုစစ်ကူလာတဲ့လမ်းကြောင်းမှန်သမျှကိုလည်းဖြတ်တောက်တိုက်ခိုက်တာမျိုးတွေလုံနိုင်ခဲ့တဲ့နေရာဖြစ်တယ်အဲပြီးတော့ဒီချောင်းဦးလို့ပါဆိုရင်တည်တာတယ်ဗျာလာသမျှကအကုန်မိုင်းဆွဲပြီးဘင်းပြစ်တာမျိုးတွေရှိတယ်ပေါ့နော်လာသမျှကကစစ်တပ်ဘက်ကကောင်းနေကိုပြောတာနော်အဲစစ်ကစစ်ရင်နဲ့မှန်သမျှကို လုံးဝအလွတ်မပေးဘဲနဲ့တိုက်ခိုက်နိုင်ခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်။အဲဒါကြောင့်အဲ့ဘက်မှာအခြေအနေကသူတို့အတွက်တော်တော်လေးအကျက်တဲဖြစ်လာတဲ့အခါအခုငလင်းတန်းကြောင့်မလို့ပြစ်ခတ်နှစ်ဖက်ရက်ထားတယ်ဆိုတဲ့အခြေအနေမှာသူတို့အင်အားဖြည့်တင်းတာမျိုးတွေလှုပ်တယ်။အဲလှုပ်တာမှတော်တော်ဆိုးဆိုးဝေါဝါကိုသူတို့ဖြည့်တင်းနေရမျိုးတွေရှိတယ်။တံပြားကကားတွေနဲ့ပေါ့နော်ဒီကားနစီနဲ့အင်အားဖြည့်တင်းပြီးတော့လှုပ်ရှားနေရရှိတယ်။အဲပြီးတော့ကျဆက်တက်လေဒီပေါ့နော်အဲဆက်တက်လေဒီနဲ့လုံးဝအမြဲမပြတ်ပေါ့နော်။နိုင်မလဲစောင့်ကြည့်ပြီးတော့လုပ်နေရရှိတယ်။အဲ့ဒါတော့ဒါကြောင့်6ရက်နေတော့ဆိုရင်နေ့လယ်12နာရီနဲ့တနာရီကြားမှာဆိုလဲ ဒီစက်တက်လေးဒီနဲ့လှက်လေလက်လက်ပတ်ပြီးတော့သူတို့ကင်းထောက်တာတွေလုပ်တယ်ပြီးတော့ညနေ9:00နာရီကနေ6:00နာရီခွဲလောက်ထိကိုအချိန်ပေါင်း6ကြိမ်လောက်ထိကိုဒီစက်တက်လေးဒီနေနဲ့ပေါ့နော်အာသူတို့ကင်းထောက်တဲ့ပုံစံမျိုးတွေလုပ်တယ်အဲဆိုတာကအဲတော်လိုင်းတက်ဖွဲ့တွေဘာလုပ်မလဲဆိုတဲ့ဟာမျိုးတွေကိုမျက်ခြေမပြတ်လုံးဝမျက်ခြေအပြတ်မခံဘဲနဲ့စောင့်ကြည့်နေတဲ့ပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော်ပြီးတော့ဒါအဲပြီးတော့ကြတော့ဒါဒီ6ဘက်ကနေလာတဲ့ ဒီစကားတွေလည်းရှိတယ်ပေါ့နော်စကားတွေလည်းရှိတယ်အဲကားသုံးစီးနဲ့အပြည့်ပေါ့နော်ပြီးတော့ကြတော့မုံရွေးဂိတ်ကိုလည်းသူတို့အထိုင်ချပြီးတော့ရှေ့တိုးထားတာမျိုးတွေလှုပ်လာတယ်အဲပြောရမယ်ဆိုရင်တော့ကြိုပြီးတော့ပြင်ဆင်တာမျိုးတွေလှုပ်လာတယ်ဗျာအဓိကတော့ဒီအပြည့်ခက်ရက်ဆဲတဲ့ကာလပြီးသွားပါပြီဆိုတဲ့အချိန်ကျရင်အဲသူတို့တွေအရှိန်မြင့်ပြီးတော့လှုပ်ဆောင်လာမယ့်စီရေးကိစ္စတွေကိုကျွန်တော်မြင်တွေ့နေရယူဆလို့ရတယ်ပေါ့နော်အဲကြတော့ဒီဟာမျိုးတွေကိုကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေဘက်ကလည်းကြိုပြီးတော့ပြင်ဆင်ထားတင်တယ်ပေါ့နော် ပြီးတော့အခုဒါမုံရွာနမခပေါ့နော်တိုင်းစစ်ဌာနချုပ်ထဲမှာဆိုရင် MI 70ရဟရင်၄စီးပေါ့နော်ဒါရဟရင်နံပါတ်တွေဆိုရင်6601 6603 6610ပြီးရင်6627ဒီလေရင်၄စီးကိုလည်းအသင့်ပြင်ဆင်ထားတယ်ပြီးတော့ CPBar 35လုံးနဲ့အင်အား90ကိုဒါအသင့်ပြင်ဆင်ထားတာမျိုးတွေသိရတယ်ပြီးတော့ MI 35တစီးတက်ဆွဲထားတယ်ပေါ့နော်တက်ဆွဲပြီးတော့ဒါပြစ်ခတ်တိုက်ခိုက်ဖို့အတွက်အဲပြင်ဆင်တာမျိုးတွေလှုပ်ဆောင်လာတယ်စီရင်ရားတွေလည်းထပ်ပြီးတော့ဖြည့်တင်းနေတယ် အဲအခုနောက်ပိုင်းမှာဒီအပြစ်ခက်ရဲဆဲတဲ့ဟာငလင်ဘေးကြောင့်မလို့ပေါ့နော်ပြစ်ခက်ရဲဆဲတဲ့ဟာအခွင့်ကောင်းယူပြီးတော့အဲသူတို့အတွက်အရေးကြီးအရေးပေါ်ဖြစ်နေတဲ့နည်းမြေတွေမှာအဲကြိုတင်ပြီးတော့စစ်ပြင်စင်တာမျိုးတွေလုပ်လာတယ်။တရားဝီတိုင်းပတ်မှာဆိုလဲဒါပြင်စင်တာမျိုးတွေလုပ်တယ်။အဲဒီအခုမှာကိုွေးပတ်မှာဆိုလဲဒါသူတို့လုပ်တယ်ပေါ့နော်။အဲပြီးတော့ကြတော့ဒီကြောင့်ဒီကချင်ဘက်မှာဆိုလဲအဲဗမော်အဓိကဗမော်ပေါ့နော်။ဗမော်မကြရေးဗမော်သူတို့မပေးရရေးကို ဝိုင်းဘော်ဘက်ကနေလှည့်ပြီးတော့စီတောင်းထိုးတာမျိုးတွေလည်းလှုပ်လာတယ်အဲတော့ကချင်ပြည်နယ်ထဲမှာဆိုရင်ဒါဗမောရဖို့အတွက်ဆိုရင်မြကြီးနားအရေးကြီးသလိုမြကြီးနားကိုရဖို့အတွက်ကလည်းဗမောကအရေးပါနေပြန်ရောအဲကြဒီနေရာနှစ်ခုကိုအခု KI နဲ့ KPDF တွေ PDF တွေကနားလို့ဖြတ်တောက်ထားတယ်ဗောနော်ဒီလမ်းကြောင်းဒီမြကြီးနားကနေဗမောသွားတဲ့လမ်းကြောင်းတစ်ခုလုံးကိုစုံမထိတ်ချုပ်ထားနိုင်တဲ့အနေအထားမှာအဲသူတို့အချင်းချင်းအပြန်အလှန်စစ်ကူပေးဖို့နိုင်ဖို့အတွက်ကတော်တော်လေးခက်ခဲလာတာဒါကြောင့်မို့လို့လည်း အာဒီလမ်းကြောင်းပြန်ပြီးတော့ဆက်ဆက်နိုင်မှုအတွက်ကိုပေါ့နော်အဲဝိုင်းမော်ဘက်ကနေပြီးတော့စီရင်ရည်ထုတ်ချက်ပြီးတော့ဒါတန်ချက်ကားတွေတင်ကားတွေတောင်ပါတယ်ခုနှစ်စီးလောက်ပါတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲအဲ့လိုနေထားနဲ့ပြန်ပြီးတော့ဒါတိုက်ထိုးစစ်ဆင်လာတယ်ပေါ့နော်အပြစ်စစ်ပြစ်ဆင်လာတယ်အဲဒါကြောင့်မလို့အိုက်ဘက်တွေမှာလည်းအဲဒီရက်20ကာလပေါ့နော်အဲဒါအပြစ်ကရက်စဲတဲ့ကာလပြီးသွားပြီဆိုတဲ့အခါကျရင်ကောင်းကောင်းဒီကောင်းနေဒါထိုးစစ်အရှိန်မြင့်လာမယ်လို့လည်းယူဆရတယ်ပေါ့နော်အဲ့တော့ဒါ ARD ဘက်ကောမကွေးဘက်ကောပဲခူးဘက်ကောမှာအဲတချို့နေရာတွေမှာအဲ့လိုပုံစံမျိုးတွေလောက်လာတယ် အဲပြောကြတော့ဒီအဲချိုးတက်ဖွဲ့တွေကဗျာဒီလားသူတို့ဒီစစ်ကောင်စီဘက်ကဒါဓာတ်တွေကိုအာမလိုက်နာတာဗောနော်သူတို့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ကိုမလိုက်နာတာအကြောင်းမြေမြမှာရှိရဲ့ချိုးတက်ဖွဲ့တွေကတကယ်လိုက်နာကိုယ့်ဘက်ကထုတ်ပြန်တဲ့စီကံချက်ကိုတကယ်လိုက်နာတယ်အဲပြီးတော့ဒါပြည်သူတွေကိုခုတုံးလောက်တာရှိလာတယ်စစ်တပ်ဘက်ကအဲ့ဒါတော့ဒီကားတစီးသွားမယ်ဟေ့ဆိုရင်အဲ၅ယောက်ကပြည်သူ9ယောက်ကစစ်သားဒါမျိုးပုံစံမျိုးနဲ့အင်အားရွှေ့ပြောင်းတာတွေလုပ်တယ်အဲဒီကားတွေကို တော်လိုင်းတက်ဖွဲ့ရတိတယ်ဗျာဒါပေမဲ့ပြည်သူပါတယ်ဆိုတဲ့စိတ်နဲ့ဘာမှမလုပ်ဒီတိုင်းကိုလွတ်ပြရတဲ့အနေထားဒါကလည်းကျွန်တော်တော်လိုင်းတက်ဖွဲ့တွေဘက်ကနေပြီးတော့တော်တော်ကိုရင်ဆိုင်ရခက်တဲ့စိန်ခေါ်မှုမျိုးပေါ့နော်အခက်အခဲမျိုးဖြစ်နေတာရှိတယ်နောက်တစ်ခုကတော့ဒါတချို့လမ်းကြောင်းတွေပေါ့နော်အခုရက်သေးဆိုရင်ဒါစစ်ကောင်စီဖြစ်တဲ့လမ်းကြောင်းတွေကကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကအမြဲတမ်းမှာ မိုင်းဆွဲတိုက်ခိုက်တာမျိုးတွေချိန်မုံတိုက်ခိုက်တာမျိုးတွေလုံနေတဲ့လမ်းကြောင်းတွေဒါပေမဲ့အဲ့လမ်းကြောင်းတွေကိုတော်လိုင်းတပ်ဖွဲ့တွေဘက်ကလုံးဝအခုလိုမျိုးပြစ်ခတ်ရပ်ထားပါတယ်ဆိုတော့မိမိဘက်ကနေပြစ်ခတ်ရပ်ထားပါတယ်ဆိုတော့ကာလာတော်အတွက်မှာဒုက္ခမပြေးဘဲနဲ့ဒီတိုင်းအဲခုနလေပေါ့နော်လိုက်နာနေတဲ့အပိုင်းတွေလည်းရှိတယ်ပေါ့နော်အဲတော့ဒီဥစ္စာကိုအဲစစ်ကောင်စီဘက်ကတော့အခွင့်ကောင်းယူနေတယ်ဒါကိုခုလုံးလုတ်ပြီးတော့အဲခုနလိုစင်ရရတွေရွှေပြောင်းတာတွေတိုးချဲတာတွေတိုးမြင့်တာမျိုးတွေတို့တပြိုင်တည်းလှုပ်ဆောင်နေတယ်အဲကျွန်တော်တို့ဘက်ကလည်းချို့ပိုင်းနေမှာ ကြိုတင်ပြီးတော့ပြင်ဆင်ထားရမယ့်အရာတွေအခုချိန်မှာအရေးကြီးလာပြီလို့ကျွန်တော်တို့ယူဆတယ်။အဓိကတော့စစ်ကောင်စီကဒါပြီးပြီဆိုတဲ့အချိန်မှာတဟုံတို့ပုံစံမျိုးနဲ့သူတို့လှုပ်ဆောင်နိုင်တဲ့ဟာတွေကိုကျွန်တော်တို့ခံမှန်းပြီးတော့ပြင်ဆင်တာမျိုးတွေလုပ်စီခြင်းနဲ့ပေါ့နော်။အဲနောက်တစ်ခါကျွန်တော်အောင်ပွဲနဲ့ပတ်သက်လို့အဲနည်းနည်းလေးပြောချင်တာပေါ့နော်။ဒါကတော့ကျွန်တော်အမြင်ပါ။အဲအဓိကတော့အောင်ပွဲတွေရကြပါတယ်။ရတဲ့အခါမှာမြေပြင်တပ်ဖွဲ့တွေကပို့ပြီးတော့တော့မှဒီအောင်ပွဲခံကျင်တာမျိုးတွေရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုယ်တိုင်ဒါအသက်တွေချွေးနေရင်းပြီးတော့ယူထားတဲ့အောင်ပွဲဖြစ်တဲ့အတွက်ပေါ့နော်။သူတို့တွေအဲတေချာပေါ့ ဒီဟာကိုအောင်ပွဲခံနေတာပေါ့နော်အဲဒါမဲ့လည်းအဲတခါလေကြာရင်အဲတို့ထုတ်ပြန်ဖို့ခက်ခဲတဲ့အနေအထားမျိုးတွေမှာအဲကျောင်းတွေနားလည်ပေးနိုင်မှုလိုတယ်ပေါ့နော်အဓိကတော့အဲချိုးလည်းပြောကြရတယ်ဒါကျွန်တော်တို့ပြောမှသိတာမဟုတ်ဘူးเนาะစစ်တပ်ကအမြဲတမ်းစောင့်ကြည့်နေတာဆိုပြီးတော့ပြောကြရလဲရှိတယ်ဒါလည်းမှန်ပါတယ်စစ်တပ်ကတော့တောက်လျှောက်အမြဲတမ်းစောင့်ကြည့်နေဒါပေမဲ့တပ်ဖက်ကပြန်ပြီးတော့ဒါတပ်ဖွဲ့တွေဘက်ကပြန်ပြီးတော့စဉ်းစားကြကြတော့ဒီလိုမျိုးနေပြည်တော်မှာအဆက်အသွယ်ပြတ်ပြီးတော့ဒါထွက်ပြေးသွားတဲ့အဖွဲ့တွေလည်းရှိသလိုပေါ့เนาะ အဲအချို့အထက်ဌာနနဲ့သူတို့နဲ့အဆက်အသွယ်မရတော့တဲ့အခါမျိုးတွေရှိတယ်ပေါ့နော်ရှိတော့ကြတော့အချို့အဲ့လိုမျိုးဒါလောက်ရကင်ရခက်နေတဲ့အနေအထားမျိုးတွေမှာအောက်ကအခွင့်ကောင်းယူပြီးတော့ပစ္စည်းတွေရွှေ့ပြောင်းရတာတွေတည်ယူရတာတွေဒါမျိုးအချို့မြတ်မြတ်များရအောင်လှုပ်ဆောင်နေရတဲ့အပိုင်းတွေလည်းရှိတယ်ပေါ့နော်အဲကြအဲ့လိုအပိုင်းမျိုးတွေမှာဒါကျွန်တော်တို့လိုက်သတိလေးနဲ့နေပြနိုင်တော့ပိုကောင်းမှာဒါတော့ကိုယူစားနဲ့ကိုပေါ့နော်ကျွန်တော်ကတော့ဒါတပ်ဖွဲ့တွေနဲ့ပြောရတဲ့ခါမှာသိရတဲ့ဟာလေးကိုပြောပြခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အဲမြောက်လိုင်းတို့အုပ်စုကတော့ဒီငလင်းကိုအကြောင်းပြုပြီးတော့ အဲခုနလိုနိုင်ငံတကာမှာအတန်ကောင်းဟစ်တယ်သူတို့သာလင်းမှန်တယ်အဲဒီတပ်ဖွဲ့တွေကအကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ပုံစံမျိုးတွေပုံဖော်နေတယ်ပြီးတော့ဒီငလင်းကိုပဲအကြောင်းပြုပြီးတော့နောက်ထပ်လာမဲ့စစ်ပွဲတွေအတွက်ကိုပြင်ဆင်နေရမျိုးတွေရှိတယ်အဲကြောင့်ကျွန်တော်တို့အနေနဲ့အဲကိုလုံနိုင်တဲ့အပိုင်းတွေကိုကြိုးပြီးတော့ပြင်ဆင်ထားစီခြင်းနဲ့နောက်ထပ်အောင်ပွဲတွေရဖို့အတွက်ကိုလည်းကျွန်တော်ကြိုးပြီးတော့ဒါစီမံထားစီခြင်းနဲ့ဆိုတာလေဒီနေရာကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်